ဆက်ရောနိုင်ရောတော့မရောနိုင်ငါနေ့ရဲစခန်းနဲ့ခိုင်းထဲမှာတော့ပြောပြီးသားကျွန်မဘုဆက်ဘစ်ကမားကလေးလည်းနေမကောင်းလို့စိတ်ကိုနေရတာလာမပြောနဲ့နင်တို့ဟာဒီထားလေးလာမပြောငါတို့အုံတော်ထဲမှာလာရေးမရှိဘူး။ငါဆက်ရပစ္စည်းခေါ်ရတယ်မှာလာပြန်လို့ချင်းနေတာပဲ။ဆက်မကြည့်ဘူးထဲလေထဲ။အဲထဲမှာ ိုးနေရဲ့ကျိုးနေရဲ့အမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဖ ೇನೆ ကို့ဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ကြက်မှုအဖြစ်ယူဆနိုင်ပါလေတဲ့ဟော နောက်တစ်ခါပုံမှန်3နှစ်6ကအန်ဒီယန်ရှိတဲ့လက်နက်ကိုအသုံးပြု၍ဒဏ်ရာရအောင်ပြုလုပ်ခြင်းနဲ့အများဆုံးထောင်ဒဏ်10နှစ်နဲ့အချို့အမှုတွေမှာတည်တံအထိရှိနိုင်ပါတယ်တဲ့ဟောသူ့ဟာသူစီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အလွန်ကိုအမားဖြစ်တဲ့ဖြစ်ရမျိုးဖြစ်သွားပါတယ်ဘာမှမဖြစ်ရဘာမှမဖြစ်ပေမယ့်နောက်လေတက်ကြွနေသူတွေနဲ့ဂျားရီကနေမခံနိုင်တဲ့သူတွေကစတဲ့ပြင်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီအာတွေနဲ့ဆွဲပြီးတော့မှတရားဆဲဆိုရဲဆိုလို့ရှိရင်ကိုကနင့်လဲနင့်လာသေးတယ်ထက်ဆင့်ပြန်ပြီးတော့မှနင့်လာမှုတွေဖြစ်နေ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပစ္စည်းခိုးရဲဆိုကအမျိုးသမီးတယောက်ကိုရိုက်နှက်ပြီးဓာတ်တိုင်မှာကျိုးနဲ့တုတ်ကညှင်းပန်နှိပ်ဆက်သည့်ရုပ်တံဖိုင်နဲ့ပတ်သက်ပြီးဆိုင်ရှင်မျိုးသမီးနဲ့ခိုးမှုကျူးလွန်သူအမျိုးသမီးတို့ကြားဖြစ်ပေါ်လာနိုင်သည့်အခြေအနေနဲ့ပတ်သက်ပြီးဒေါ်အေမွန်တင်းကရှင်းပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာကဲဒီနေ့အတွက် Facebook မှာပေါ့ issue လေးပေါ့နော်ကျွန်တော်တို့ခလေးလေးနဲ့ဆိုင်မှာ ပစ္စည်းဝင်ခိုးတဲ့ကကြတော့ဆိုင်ရှင်ကနေပြီးတော့မှကျိုးတုပ်ပြီးတော့မှရိုက်တဲ့ဗီဒီယိုဖိုင်လေးတက်လာတဲ့ကကြတော့ဆိုင်ရှင်ဘက်ကိုပြောတဲ့သူလည်းရှိတယ်အဲဒီနင်းနာကလေးနဲ့ပေါ့လေကလေးကလေးနဲ့ဒီခိုးတဲ့သူဘက်ကနေပြီးတော့မှအာကွန်မန့်တွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်ကတော့ဒီအဲ့တော့လည်းနှစ်ဖွဲတစ်ခါဖြစ်ကြပြန်ရောပေါ့နော်ကလေးဘက်ရဲ့ဆိုင်ရှင်ဘက်ရဲ့ တစ်ခွေနှစ်ခွေတစ်ခါဖြစ်ကြပြန်တော့တကူကလည်းတချို့ကလည်းတကူအားပေးတယ်ပေါ့တချို့ကလည်းအဲဆိုင်ရှင်ကိုစိုးတယ်ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်တာပေါ့ဒါအဲ့တော့သဘောထားကွဲလွဲလို့ရပါတယ်အဲ့တော့ကျွန်မကတော့မပြောချင်လဲဆိုတော့ရှုထောင့်လေးတစ်ခုကနေပြောချင်တယ်နော်ဒီဘယ်သူမှန်လဲဘယ်သူမှားတယ်ဆိုတာထက်ကျွန်မကတော့နောက်ထပ်ရှုထောင့်လေးတစ်ခုကနေပြောချင်တယ်ဘာဖြစ်လို့ကျွန်မတို့တွေကကိစ္စရဲ့တစ်ခုမှာအာသူ့အလွန်ကိုအမှားမဖြစ်ရအောင်လို့မျိုးကျွန်မရှုထောင့်လေးတစ်ခုကနေပြောချင်တယ်နော်ဘာဖြစ်လို့ဥပဒေကြောင်းအရာလေးတွေတည်ထားဖို့လိုတယ်ဒါမှသာမင်းကျွန်မတို့ကဆောင်းရမ်းရှောင်းရမ်း လေးကိုတင်နိုင်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ကျမဒီလိုပြောလဲဆိုတော့နေရာဆရာမကြီးလောက်တာလားလို့လည်းပြောကြအောင်မယ်ပြောလဲပြောပဲဘာဖြစ်လို့လဲဆိုတော့အမတိလို့တာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာပေါ့နော်တိရယ်ဆိုရင်ဒီလိုကိစ္စမျိုးမဖြစ်ဘူးပေါ့အခုမတိနိုင်လို့တာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမကြီးလောက်တယ်ဆိုလို့ဆရာမကြီးလောက်တယ်လို့တာမှတ်လိုက်ပါနော်အဲ့တော့ကျမတို့ကအဲမြန်မာပြည်မှာပြဋ္ဌာန်းထားတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှားလေးဒါလေးလေးတွေကနေပြီးတော့ဒါနဲ့သက်ဆိုင်တဲ့ဥပဒေပုံမှားလေးကိုသိဖို့လိုတာပေါ့နော်ကျမတို့တွေဒီလိုမျိုးတွေဖြစ်စဉ်ဖြစ်ရပ်ဒီဖြစ်လို့ရှိရင်တဲ့ကိုယ်တိုင်အဖမ်းပြုလုပ်ခြင်းပေါ့နော်အဲ့တော့ပြည်မှုကျွလို့နေတဲ့သူတအိုးတဲ့ပြည်မှု 三亚，我帮你帮忙，俺在鼓敲声呀。你那嘛系列图啊？潘鲁洋，对的，是吧？潘鲁洋的，我考嘞，台湾哪的啥的题目，怎么把潘鲁洋的？ ဖမ်းပုံမှန်တွေတော့ရှုပ်သွားမှာတော့မသိဘူးเนาะပြောလို့ရှိရင်ကျွန်မနည်းနည်းလေးနားလည်လွယ်အောင်ပဲပြောလိုက်တာပေါ့အဲ့တော့ဖမ်းလို့ရပါလေတဲ့ဒါပေမဲ့ဖမ်းပြီးတဲ့နောက်မှာတော့ကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘူးเนาะကိုယ်တိုင်ကျွန်မတို့ကဒီလိုဆုံးမတာတော့ကိုယ်တိုင်ရိုက်နှက်တာတော့စသဖြင့်ပေါ့เนาะဒီလိုမျိုးကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘဲနဲ့ကိုကိုယ်တိုင်အမှုကိုဆက်မသွားဘဲနဲ့အမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဘဲနဲ့ကိုဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ပြစ်မှုအဖြစ်ယူဆနိုင်ပါလေတဲ့ဟောကိုက ကိုကနှစ်နာသူဖမ်းလိုက်တယ်ခုနကလိုမျိုးပေါ့ဟိုတက်ဆိုင်ရအောင်မအပ်ဖ ೇನೆ ကိုကဖမ်းထားပြီးတော့မှအဲဆက်ပြီးတော့မှကိုကစီရင်မယ်ဆိုလို့ရှိရင်တဲ့ကိုကဆက်ပြီးတော့မှထိမ့်သိမ်းထားမယ်ဆိုလို့ရှိရင်အမှန်မဲ့အဖမ်းဆိုပြီးတော့မှဖြစ်ပြီးတော့မှတဲ့ဒါ ညီဆုံးပါလေတဲ့နော်နောက်တစ်ခါကိုယ်တိုင်းရိုက်နှက်ချင်းဆုံးပါတာပေါ့တခိုးပဲဖြစ်ဖြစ်ကပိုင်းနိုင်ပဲဖြစ်ဖြစ်ကျမတို့ညာကိုကိုဟာကိုတခိုးမိလို့ဆိုရိုက်ချလိုက်မယ်ကပိုင်းနိုင်မိလို့ဆိုရိုက်ချလိုက်မယ်ဆိုရင်တဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှာတဲ့3နှစ်3 3နှစ်5 3နှစ်6တို့ရဲ့အောက်မှာပြစ်ဒဏ်ရှိပါလေတဲ့ တုံးနဲ့တုံးကတာမန်ရိုက်နေချင်းနဲ့နော်ထောင်ကန်နဲ့ငွေဒန်းနဲ့နော်ဒန်ငွေနဲ့တုံးနဲ့ကထိခိုက်တန်ရာကြည့်အောင်ရိုက်နေချင်းနဲ့အများဆုံးထောင်9နှစ်နဲ့ဒန်ငွေနဲ့နော်နောက်တစ်ခါပုံမှန်3နှစ်6ကအန်ဒီယန်ရှိတဲ့လက်နက်ကိုအသုံးပြုပြီးဒန်ရာရအောင်ပြုလုပ်ချင်းနဲ့အများဆုံးထောင်တန်10နှစ်နဲ့အချို့အမှုတွေမှာတည်တန်အထိရှိနိုင်ပါလေတဲ့ဟောကဲ နော်ဒါလေးတွေသိဖို့လိုအပ်တယ်ကျမတို့ကနင့်လာတဲ့သူနော်အခုခံရတဲ့သူဒါပေမဲ့စိတ်လိုက်မှန်မှာအရာရိုက်နှက်လိုက်မယ်စိတ်လိုက်မှန်မှာအရာကျမတို့တွေကအာလှုပ်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကိုကနင့်လာလို့အာဖြစ်ပေမဲ့ကိုကလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုကကိုသူကခိုးတာတက်တက်ကိုကလှုပ်တာတက်တက်ဒီလိုဖြစ်သွားမယ်ဒါလေးတွေသိဖို့လိုတယ်နော်အဲ့တော့နောက်တစ်ခါနံပါတ်3ကဗီဒီယိုရိုက်ထုတ်ခြင်းနဲ့လူသိအောင်ဖော်ပြခြင်းနဲ့တကိုးဖြစ်သူကိုဖြစ်စင်းနဲ့ကပိုင်းလိုက်ကိုပဲဖြစ်စေစသဖြင့်ဗီဒီယိုရိုက်ပြီးတော့မှနဲ့လူတိလူသိအောင်တင်ခြင်းဆိုတာလေတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်900နဲ့ နော်ပုံမှန်66ဂါကြီးအောင်မှာပြည့်မှုဖြစ်နိုင်ပါတယ်တဲ့နော်ဆိုတော့ပုံမှန်900ဆိုတာကတဲ့အခြားသူကိုညစ်ပတ်အောင်ပြုလုပ်ခြင်းတဲ့အများဆုံးထောင်ဒဏ်2နှစ်နဲ့ဒဏ်ဝင်တဲ့နော်66ဂါကြီးကတော့ online မှာတစ်စိညစ်ပတ်အောင်ပြုလုပ်ခြင်းအများဆုံးထောင်ဒဏ်3နှစ်နဲ့ဒဏ်ဝင်တဲ့ကဲနော်ဆိုတော့အဲဒါလေးတွေကိုတိဖို့လိုတာပေါ့နော်ဒါလေးတွေကိုတိဖို့လိုတာပေါ့အဲ့တော့ဟိုဘယ်လိုခေါ်မလဲခိုးတယ်အရိုက်ခံရတယ် တခိုးကအရိုက်ခံရတယ်ဆိုအဲ့တခိုးသုံးမဟုတ်တခိုးရဲ့မိသားစုဝင်တွေကသူ့ကိုရိုက်တဲ့သူကိုပြန်ပြီးတော့မှာတဲ့တရားစွဲဆိုနိုင်ပါလေတဲ့ကဲနော်အဲ့တော့ပုံမှန်ဥပဒေတရားဟိုမှာ ခုနှစ်နှစ်တည်းရောသုံးနှစ်တည်းရောဟုတ်တယ်နော်ကျွန်မခုနပြောသလိုတက်တက်ကြုံနေထီအောင်ပါတယ်အဲ့တော့ကျွန်တော်တွေကတစ်ခါတည်းကြာဥပဒေနဲ့ကနည်းနည်းလေးကျွန်တော်တွေကလန်လန်မမီကြဘူးဝေးကြတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကခိုးမိတယ်ခိုးရမလားဆိုရိုက်ကြတယ်ခပိုင်လိုက်မိတယ်နှိုက်ရပါမလားဆိုပြီးကျွန်တော်တို့ကရိုက်နှက်လိုက်ကြတယ်ပေါ့နော်အဲဆိုတော့ဟိုဘက်ကတော့တခိုးလိုခပိုင်လိုက်လို့ဆိုတာမူလနဲ့ကအားနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တို့ကတော့ပြန်ပြီးတော့မှဒီဥပဒေကြောင့်နေမတိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့ဒီလိုနဲ့ပဲခံနေရတာနှစ်ပေါင်းများစွာပေါ့နော်ဒါပေမဲ့ ဟိုအခုခေတ်ကကြတော့ social media ခေတ်မှာအကုန်လုံးပွင့်လန်းလာတဲ့ social media မှာ video တင်လိုက်တယ်ဆိုရင်လူပေါင်းစုံစင်တန်းပေါင်းစုံအလွာပေါင်းစုံပညာစင်တန်းပေါင်းစုံစတဲ့ခင်ဒီလိုလူတွေရဲ့တုံးသက်ချက်တွေနဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ကိုကသူ့အလွန်ကိုအမှားဖြစ်သွားမှာဆိုလို့ကျွန်တော်တို့တွေကဒါအခုဒီဖြစ်စဉ်ဖြစ်ရလေးကိုနမူနာယူပြီးတော့မှအခုဆိုရင်ဒါ sanction ကတော့ဒါမူလပထမကသူကနှစ်နာသူပေါ့နော်သူ့ကိုသူ့ပစ္စည်းကိုခိုးခံတော့သူကနှစ်နာသူနှစ်နာသူကနေမှသူကဖမ်းဆီးလိုက်တယ်ဒီအထိလက်ခံလို့ရတယ်ဒီအထိလဲသူဒီနှစ်နာသူပဲဒါပေမဲ့အဲ့ဒီကနေတစ်ဆင့်မှသူ့ဟာသူစီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အလွန်ကိုအမှားဖြစ်တဲ့ ြစ်ရမျိုးဖြစ်သွားပါတယ်။ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမယ့်နားလေတက်ကြွတဲ့သူတွေနဲ့ဈာရီကနေမခံနိုင်တဲ့သူတွေကစတဲ့ဖြင့်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီယာရီနဲ့ဆွဲပြီးတော့မှတရားဆွဲဆိုရဆိုလို့ရှိရင်ကိုကနှင်းလဲနှင်းနာသေးတယ်။ထက်စင်ပြန်ပြီးတော့မှနှင်းနာမှုတွေဖြစ်နေ။အဲ့တော့နောက်ဆိုရင်ဆောင်းရံရှောင်းရံလေးတွေတိရအောင်လို့မလို့တိလို့ကျွန်းလွန်လိုက်တာလားဆိုတော့တိလို့မဟုတ်ဒေါသအလျောက်ပေါ့စိတ်ဆိုးတာပေါ့နော်။ဆိုတော့စိတ်ဆိုးတာပေါ့။ကျွန်မကတော့တကူအားပေးတာလည်းမဟုတ်ဘူး။ဆိုင်ရှင်ကိုမှန်နေမှားတယ်လို့သုံးသပ်တာလည်းမဟုတ်ဘူး။ကျွန်မတို့တွေနောက်တစ်ခါဒီလိုဖြစ်စင်ဖြစ်ရမျိုးတွေမိမိကိုယ်တိုင်ကြုံတွေ့လာခဲ့လို့ရှိရင်ဆောင်းရံရှောင်းရံနဲ့ညီ ို့မြေပုံလုံးရမယ်ဆိုတာကိုစဉ်းစားနိုင်အောင်လို့ရှင်းပြခြင်းဖြစ်တယ်เนาะဒါလေးကိုအဲ့တော့ကျွန်တော်တို့တွေကဒီလိုမျိုးကိုခိုးတယ်ဖွက်တယ်မိရင်အဲကပိုက်လိုက်တယ်မိရင်အဲစသဖြင့်မဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်နံပါတ်1သက်ဆိုင်ရာအမြန်ဆုံးဆက်တွေ့ပြီးတော့မှသက်ဆိုင်ရာလက်ကိုအပ်ပြီးတော့မှသူရဲ့ပြင်မှုပြတိုင်းကပဲသက်ဆိုင်ရာကစီမံပိုင်ခွင့်ကို အနည်းမှာမဟုတ်လို့ကိုကိုနိုင်စီမံလိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေပုံမှန်တွေနဲ့ညီစောနိုင်တယ်ဆိုတာလေးကိုတယောက်ချင်းစီသိဖို့လိုတယ်နော်ဒါလေးလေးအဲ့တော့ဘာဖြစ်လို့ကျမပြောပြရလဲဆိုလို့ရှိရင်ဒီလိုမျိုးမတိလိုက်လို့ဒီလိုမျိုးကျွလွန်မိတာပေါ့အဲ့တော့နောက်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 ကိုကဒီလိုမျိုးကိုစီမံမြန်ဖြစ်လာခဲ့ပြီးရှိတော့ကိုကမတိလိုက်လို့ကျွလွန်သူမဖြစ်သွားအောင်လို့သူ့အလွန်ကိုအမားမဖြစ်အောင်လို့ကျမကဒါလေးကိုပြောပြခြင်းဖြစ်ပါလေဆရာလို့ဒါလည်းမဟုတ်ပါဘူးနော်ကျေးဇူးများကြီးတမရင် ပစ္စည်းခိုးတယ်ဆိုကအမျိုးသမီးတယောက်ကိုရိုက်နှက်ပြီးဓာတ်တိုင်မှာကျိုးနဲ့တုံမှုပါဝင်သူအားလုံးကိုရဲစခန်းမှာစစ်ဆေးနေရန်ကုန်တိုင်းလှိုင်းရသားမျိုးနယ်ရှိအထယ်ဆိုင်တစ်ဆိုင်မှာပစ္စည်းခိုးယူရဲလို့ဆွဆွဲခံရပြီးခလေးချီထားတဲ့အမျိုးသမီးတယောက်ကိုရိုက်နှက်ပြီးဓာတ်တိုင်မှာကျိုးနဲ့တုတ်ခဲ့တဲ့ဖြစ်စဉ်မှာပါဝင်ပတ်သက်သူအကုန်လုံးကိုတက်ဆိုင်ရတာဝန်ရှိသူတွေကခေါ်ယူစစ်ဆေးမေးမြန်းနေတယ်လို့ဒီဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပါတယ် လက်ရှိကဆိုင်ရှင်မိသားစုရဲ့ခိုးတယ်လို့အဆွဆွဲခံရတဲ့မိသားစုရဲ့ကလှိုင်းသားရရဲစခန်းမှာပါပြဿနာတွေဖြေရှင်းနေလို့မှာအထယ်ဆိုင်ဘက်ကဆိုင်ရှင်ရောကျိုးတုပ်သူနဲ့ဗီဒီယိုရိုက်ပြီးလူမှုကွန်ရက်ပေါ်တင်သူအကုန်လုံးပါပါတယ်ဒီမနက်ကပဲခေါ်မေးခံနေရတာပါလို့သူကပြောပါတယ်အဲ့ဒီဖြစ်စဉ်ဟာလှိုင်းသားရမြို့နယ်ဘိုးချုပ်လမ်းမပေါ်မှာဖြစ်ပွားခဲ့တာလို့သိရပြီး TikTok ကလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်အရပစ္စည်းကိုးတယ်လို့ဆွဆွဲတဲ့ဆိုင်ရှင်ဆိုသူအမျိုးသမီးတစ်ယောက်ကဆွဆွဲခံရတဲ့တက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်ကိုရိုက်နှက်ပြီးတက်တိုင်မှာကြိုးတုပ်ဖို့ပြောဆိုနေခဲ့တာကိုတွေ့ရပါတယ်။ဒါအပြင်ဆွဆွဲခံရသူအမျိုးသမီးနဲ့အတူပါလာတဲ့ကလေးငယ်ကိုပါ တက်တိုင်မှာကျူးတုတ်ထားတယ်လို့ယူဆရတဲ့ဗတီဖိုင်မှာမြင်ကွင်းကြောင့်ကလေးတငယ်အပေါ်ပြုမှုလဲလောက်ရကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်နေကြတာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ကလေးမှာအပြစ်မရှိပါဘူးခိုးသူကိုပဲဥပဒေနဲ့ဖြေရှင်းလို့မရဘူးလားမေးချင်တဲ့အကြောင်းဆုံးတော့နားမလဲပေမဲ့နေပူကြီးထဲမှာကလေးလေးကိုပါကျိုးနဲ့ချီထားတယ်လို့ပုံစံမျိုးမြင်ရလို့စိတ်မကောင်းဖြစ်မိတယ်လို့ပြည်သူတယောက်ကပြောပါတယ်